အရှင်ဖေယဝစီဘေဒထီတိုင်းရှဆိုတာ ဟုတ်ပါသလားဖေယဖြေချပေးပါတဲ့မြတ်စွာဘုရားလက်ထက်တော်အခါကဗဟုသုတအမတန်များလုံးလို့မြတ်စွာဘုရားကိုတော်တိုင်တော်မှဗဟုသုတဣဒတက်ချီးမြှင့်ရတဲ့ခုသုတ်တရာဆိုတဲ့အမျိုးသမီးတဦးရှိပါတယ်အဆိုပါခုသုတ်တရာဆိုတဲ့အမျိုးသမီးဟာဗဟုသုတများစွာရှိတာမှန်တော်လဲပဲရုံနှိမ့်တဲ့ဂျွန်အမျိုးမှာလူဖြစ်ရပါတယ် ။ဘာကြောင့်အဲ့ဒီလိုတွေဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာဘိက္ခုနီမဖြစ်ခဲ့စဉ်တုန်းကစီဒီရင်ပြင်တော်ပေါ်မှာတန်ရှင်းရေးလုပ်နေစဉ်ယဟန္တာမဖြစ်တဲ့တခြားသောဘိက္ခုနီမကြီးတစ်ပါးကစီဒီရင်ပြင်တော်ပေါ်မှာခြောက်ဟက်လိုက်တာစီဒီရင်ပြင်တော်ပေါ်ကိုတလိတ်တွေ မတော်တဆကျသွားပါတယ်။အဲ့ဒါကိုလေယဟန္တာမဖြစ်တဲ့ဘိက္ခုနီမကြီးကလုံးဝမသိရှာပါဘူးเนาะ အဲ့ဒါကိုစီဒီရင်ပင်တော်ပေါ်မှာတန်ရှင်းရေးလုပ်နေတဲ့ခုတ်သုတ်တရာလောင်းလေရာဖြစ်တဲ့ဘိက္ခုနီမမြင်တဲ့အခါမှာအဲ့ဒီကြနေတဲ့တလိပ်တွေကိုတန်ရှင်းရေးလုပ်ပေးရင်ဘဲကျော်မကစီဒီရင်ပင်တော်ပေါ်မှာတလိပ်တွေလာထွေးသွားတာလေလို့နှုတ်ကပြောမိခဲ့ပါတယ်အဲ့ဒီအကုသိုလ်ကံကြောင့်အခုဦးဇင်းတို့ဂေါရမမြတ်စွာဘုရားလက်ထက်မှာကျွံအမျိုးမှာလာပြီးသူဖြည့်ရပါတယ်ဘဟုတုဒအများရတဲ့အကြောင်းရင်းကတော့စီဒီရင်ပင်တော်ပေါ်မှာ တန်ရှင်းရေးလုပ်ပေးခဲ့တဲ့ကုသိုလ်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဝစီဗေဒထီတိုင်းရှာဆိုတဲ့စကားဟာမှန်ပါတယ်လို့ပြောခြင်းပါတယ်။